လေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကဒေရှင်းမြန်ခီနေပြည်တော်ကိုရောက်လာပြီးမေကောင်နိုင်နဲ့ကတုတ်ပြည်ရိုက်တွေ့ဆုံသွားခဲ့ပါတယ်။၎င်းကလည်းအာဆီယံဥက္ကဋ္ဌအနေနဲ့လာမယ့်ထိပ်သီးဆွေးနွေးပွဲမှာချန်မားချက်ဂါထာမန်တန်ကိုကြီးရွတ်ဆိုနေပြီဖြစ်တော့ပဲတည်ပြနိုင်မယ့်အကြောင်းအရာတစ်ခုကိုရှာမှာဖြစ်ပါတယ်။ဒီခေတ်က၎င်းနဲ့အတူအင်ဒိုနီးရှားနောက်ပိုင်းနိုင်ငံသားဝန်ကြီးများအတူလိုက်ပါရန်စီစဉ်ထားတော့လေခီးစဉ်ကိုရွှေဆန်းပြီးဟာဆန်တယောက်ထဲပေါက်ချလာခြင်းလည်းဖြစ်ပါတယ်။ ို့တော့အရှက်ခင်းမဲ့နေတာကမရောက်နိုင်ပေဖြစ်ပြီး၎င်းနဲ့အနည်းဆုံးတန်းဆွေအားလာမဲ့ထိပ်သီးဆွေးနွေးဘက်တို့လည်းဖိတ်ကြားခြင်းလည်းမရှိထို့သောလူသိရှင်ကြားဖဲကျင်းခံထားမှုကိုရှက်ရကောင်းမလဲမသိပဲ၎င်းရဲ့ရွေးကောက်ပွဲကနိုင်ငံရေးပါတီ59ပါတီနဲ့ပိုစလေလောင်း9000ခန့်ရှင်ပြန်ကြမယ်လို့တစ်ဖက်ရဲ့ယုံကြည်မှုရရပြောဆိုသွားခဲ့ပါတယ်တက်ချင်းဆိုသလိုဒါကမှရမီဒီယာကမလေးရှားမှာရွေးကောက်ပွဲလေးလာဆောင်ကြည့်ရန်အဖွဲ့ဆင်လို့မယ်လို့ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်ဆိုပါသတင်းကို ပြည်ပသတင်းဌာနများကမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကိုဆက်သွယ်မေးမြန်းတော်လဲဒီလိုမျှအမှတ်ချက်တစုံတရာမပေးဘဲရင်းကုန်နှုတ်ဆက်နေကြတယ်လို့သိရပါတယ်။သို့သောမလေးရှားနိုင်ငံသား၏ဌာနရဲ့ဆိုရှယ်မီဒီယာပို့စ်မှာထို့သောဆေးလုံးနဲ့အကြောင်းတလုံးတစ်ပါးများဖော်ပြထားတာကိုမတွေ့ရပဲရုပ်တော့ဝင်တဲ့ပသက်ပြီးဆွေးနွေးခဲ့ကြတဲ့လို့သာပါရှိခဲ့ကြအောင်ရိုက်တာသတင်းမှာဖော်ပြလာခဲ့ပါတယ်။မလေးရှားမီဒီယာများကလည်းဆေးဥစုရဲ့အပြုတ်ကိုကိုးကားဖော်ပြနေကြတော့လေ ၎င်းတို့အစိုးရရဲ့အတည်ပြုချက်ကိုတစုံတစားများပင်မကြားရဖြစ်နေပြီးတာဏမန်ထုံးတမ်းအရထိုကဲ့သို့သောကြီးညာချက်မျိုးကိုနှစ်ပတ်ကြီးနဲ့အတည်ပြုပြီးမှသာထုတ်ပြန်ရစမယ်ဖြစ်ပါတယ်။ထို့သောလုံတဲ့လုံထိုက်ဒီကိုဆေးဥစုရဲ့နိုင်ငံရေးဌာနဗီရိုကရက်များမတိပဲနေမှာမဟုတ်ဘူးလေ။ဘဝင်းနေရောကဆွဲကတ်နေတဲ့အာနာရှင်ကြီးရဲ့တသွေးတသံတပိန်ကိုမြေသူမှလွန်ဆန်ဝတ်မှာမဟုတ်တော့ကြောင်ဖြစ်ပါတယ်။ပါဆန်ကိုယ်တိုင်ဇန်နဝါရီလအတွင်းကလန်ကာဝီမှာပြုတ်လုပ်တဲ့အာဆီယံအစည်းအဝေးမှာ ရွေးကောက်ပွဲကိုဦးစားမပေးတဲ့စစ်ပွဲရအောင်ရင်တော့ပါလို့ပြောထားခဲ့ပါလေ။ယခုလေးတော့ဆောင်ချီဖို့အဖွဲ့ပင်ဆင်လို့မယ်လို့ပြောလာခြင်းကအမှန်လို့ဆိုပါကောင်တိုစင်းမီစိတ်ညို့ခံခြင်းတော့မေယောင်ရဲ့ရည်ရအစွမ်းထက်ရည်နာဆိုပြီးယူဆမှလို့ဖြစ်နေပါတယ်။ဒီလိုပင်ဖြစ်စေဒီကွေးကတသက်တော့စားမယ်ဆိုတဲ့ရွေးကောက်ပွဲမျိုးကိုအာနာရှင်လက်ထဆုပ်စာအဖြစ်အာဆီယံကပါယုံကြည်မယ်ဆိုပါကအန်အော့ဖွယ်ရလို့ဆိုရမှာဖြစ်ပါတယ်။အာဆန်ရောက်မလာမီလေးမှာပဲ တရိတ်ကျုံမီထွန်းစူတောင်းပွဲကိုဘုံကျဲတိုက်ခိုက်ပြလိုက်ခြင်းကအာဆီယံကိုအရေးလုပ်စရာမလိုတော့ပဲ။၎င်းသောအသီးမပြုတ်လျင်ကျိုးစုံမယ်လို့ဆိုကမင်းအွန်လိုင်းကပစိုးလံပြလိုက်ခြင်းလည်းဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းမြို့တရိတ်ကျုံမီထွန်းပွဲအားဘုံကျဲတိုက်ခိုက်မှုကိုလည်းအချမ်းဖက်စေုပ်စုမှလူပိရှင်ကြားဝန်ခံခဲ့ရပြီးဖြစ်ပါတယ်။စေုပ်စုရဲ့တရိတ်ပြကြားရေးမှာကြီးညာချက်ထုတ်ပြန်ရမှာတော်လိုင်းတပ်များကလူအုပ်ကြီးအားလူသားတိုင်းဖြစ်အုံပြုနေတာကြောင့်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းတို့မြင်ရသည့်အသိဉာဏ်ကဲမဲ့သောပြောဆိုတွေကြောင့်ထုတ်ဖော်ပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ရဲ့ဆိုရဝရဒလာလူကြီးတဲ့မှာတော်လိုင်းတစ်ခုများလုံးကျုံရေးယူရန်၄၅ရောက်တော့ပါလာသည်နဲ့ပင်လူကြီးကိုဘုံကျဲတက်ဖြတ်ဖို့ဝင်မလေးဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။အောက်မှပြန်လဲပြစ်ခတ်လာမှမဟုတ်တာကိုသိထား၍လည်းယခုလိုအနီးကပ်ပါလာဂရိုက်တာမောင်ဦးကလက်နဲ့ကန်ပြီးဖျောင်းနိုင်များထုံးညိမီးပူဆောင်နေတဲ့လူပုတ်တဲ့တဲ့ပြစ်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့လူ24ဦးသေဆုံးပြီး50ခန့်ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။ထိုပွဲတော်ဤတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးလို့တစ်ဖက်ထုတ်ပြန်တဲ့သတင်းများအရသိရကြောင်း AP သတင်းမှဆိုပါတယ်။လူအတကောပြည်ဝစိတ်ကောင်းလို့ပင်တန်ဖိုးမထားနိုင်အောင်ပရေမရေစီးနေကြသူများဖြစ်ပြီးထို့သို့အသိဉာဏ်ကဲမဲ့သောအမိတ်ပေးစေခန့်သူများအားလည်းစုံစမ်းစစ်ဆေးမယ်လို့လည်းအရေးဝတ်ပင်ပါရှိမလာခဲ့ပြရပါတယ်။ထို့ကြောင့်ချက်ကပင်၎င်းတို့လူအစုလိုက်ပြောင်းလိုက်တက်ခဲ့တဲ့ ရုပ်မဆိုင်တဲ့စစ်ရဲတပ်မှုများကျူးလွန်နေကြအောင်ဝန်ခံထုတ်ဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။၎င်းတို့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း1320ကြိမ်ရှိလာခဲ့ပြီးအရသာပြည်သူ1149ကိုတပ်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံဒေါ်လာ10ဘုတ်ချအောင်ရမည်။ရုရှားနိုင်ငံကရင်းနှီးမြှုပ်နှံပြီးရင်းနှီးစိတ်ကမ်းနဲ့စွန့်ရင်စီမံကိန်းများပါဝင်မဲ့တင်းနေသားတွေတိုင်းဒဝဲအထူးစီးပွားရေးဆောင်ဒေသမှာ ာဏာသိမ်းတပ်ကအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။တဝဲမြို့အနောက်မြောက်ဘက်ဆယ်မိုင်ကျော်ကွာမှာရှိတဲ့ကန်ဝရန်ဒေသမှာရှိတဲ့ကြီးွာတွေကိုအော်တိုဘာလာဇန်းပိုင်းမှာစတင်ကထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ဒါပြင်စီးပွားရေးဇုန်နဲ့မိုက်တရားကွာမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ထီးခီးွာကိုလည်းအော်တိုဘာလာရှိရနေကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တင်းတင်းသားရီတိုင်းဆစ်စင်ရေးအရာရှိက ပြောဆိုထားပါတယ်။ရင်းနှီးစိတ်ကမ်းမှာတင်းပေါ်ဆိုင်လို့မရသေးတဲ့အခြေအနေမှာ တီဆောင်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကို TK လမ်းကနေတဲရမှာဖြစ်ပါတယ်။ရေနဲ့စိတ်ကန်းနဲ့ TK ဟာမိုင်းတရားကျော်ပဲဝေးပါတယ်။ဒီလမ်းဟာရေနဲ့စိတ်ကန်းအတွက်ပစ္စည်းတွေဝေးမှာအနည်းဆုံးလမ်းဖြစ်ပါတယ်လို့အဆိုပါရရှိကဆိုပါတယ်။ TK ရွာကိုဝိုင်းတွဲမျိုးစားလျင်နဲ့120မမဘုံသီးအလုံး40ကျော်ချဲချခဲ့ပြီးမုံလွဲ့နှစ်နာရီမှလည်းတိုက်ခိုက်လေရင်လာရောက်ပစ်ခတ်တာကြောင့်ဒေသခံ350ကျော်ထွက်ပြေးတိမ်းရှောင်ရတယ်လို့လဲခရင်အမျိုးသားစီယုံ KNU ကထုတ်ပြန်ထားပါတယ်။ ရင်းနှီးစိတ်ကန်းကတော့သူတို့မဖြစ်မနေလုံးမှာဖြစ်တယ်လို့တော်လိုင်းဘက်ကလည်းမဖြစ်မနေတားဆီးရမှာပါအခုထီခေကိုလေချောင်းနဲ့ဘုံချဲတာလဲဒီရင်းနှီးစိတ်ကန်းလမ်းချောင်းရှင်းတယ်လို့ယူဆပါရတယ်ထီခေလမ်းချောင်းကိုသူတို့မထိနိုင်ရင်ရင်းနှီးစိတ်ကန်းလုတ်ဖို့မလွယ်တော့ဘူးလို့ဆိုပါတင်းနေတာအတိုင်းစစ်စင်ရေးရာရှိကပြောဆိုထားတာပဲဖြစ်ပါတယ်တဝဲအထူးစည်းပွားရေးဆောင်ရင်းနှီးတိဆောက်ဖို့အာနာသိန်းစစ်တပ်နဲ့ရုရှားနိုင်ငံတို့နားလည်မှုစာကြုံလွှာလက်မှတ်ရေးထိုးလိုက်ကြောင်းဖေဖော်ဝါရီ24ရက်နေ့ကရုရှားသတင်းဌာနအင်တာဖက်ကရေးသားဖော်ပြထားပါတယ် 195စတူယန်ကီလိုမီတာ85စတူယန်မိုင်နီပါကျယ်ဝန်းတဲ့တဝဲအထူးစီးပွားရေးဆောင်ကကက်ပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့အနီးမှာမဟာဗျူဟာကျတဲ့နေရာမှာအကောင်အထည်ဖော်မဲ့စီမံကိန်းကြီးလည်းဖြစ်ပါတယ်။ဒီစီးပွားရေးဆောင်မှာ ရေနှက်စိတ်ကန်းဆက်မှုဆောင်လျှက်စစ်စွမ်းအင်နဲ့အခြားစီမံကိန်းများလည်းပါဝင်ပါတယ်။စတေမာလာ30ရက်နေ့နဲ့အော်တိုဘာလာ1ရက်နေ့တို့မှာလဲ တဝဲအထူးစည်းဝိုင်းဇုံအတွင်းပါဝင်တဲ့အေကနီယွာနီတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွက်မှာစစ်တပ်ကမီးရှို့ခဲ့တဲ့နေအိမ်၁၀လုံးမှာစစ်သားအလောင်း၁၃လောင်းတွေ့ရှိခဲ့ရတယ်လို့လည်းသိရပါတယ်။စစ်တပ်မီးရှို့သွားတဲ့အိမ်များမှာစစ်တပ်ဖွဲ့စည်းတည်ထောင်ထားတဲ့ကြန့်ခိုင်ရေးပါတီမှပါတီဝင်ရှင်းဦးရဲ့နေအိမ်များပါဝင်တယ်လို့လည်းဆိုပါတယ်။အဆိုပါရှင်းဦးနဲ့ဦးနိုင်ဦးဆိုသူမှ၂၀20ရွေးကောက်ပွဲမှာတနင်္သာရီတိုင်းလွှတ်တော်အတွက်ဝင်ရောက်ရှင်ပြိုင်ခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။အထင်အားသွားတဲ့စစ်တပ်က ကြေးရွာတွင်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့လုံခြုံရေးအရအမည်မဖော်လိုတဲ့ဒေသခံတဦးကပြောပါတယ်စစ်တပ်ကကြမ်းခိုင်ရေးတွေဘာတွေမသိဘူးသူတို့ပြည်သူထင်ပြီးအကုန်လုပ်တာအကုန်ရှို့တာပဲရဲသားမှန်သမျှကိုရန်သူလူယူဆပြီးမီးရှို့နေတာလို့အဆိုပါဒေသခံကပြောပါတယ်နေအများတွင်စစ်တပ်သုံး6မီလီမီတာကြီးခွန်အများပြားတွေ့ရပြီးစစ်သားရုပ်အလောင်းများနဲ့ရုပ်ကြွင်းများကိုဒေသခံတို့ကမီးတချို့ပေးခဲ့ရတယ်လို့လည်းဆိုပါတယ်အင်းတွေထဲမှာ6မမကြီးခွန်အတောက်20ကျော်တွေ့ရတယ်တန်ရတဲ့စစ်သားတွေကိုခေါ်မသွားနိုင်လို့ပြစ်တက်လိုက်တယ်လို့သုံးသပ်လို့ရတယ် အဲ့ဒီအိမ်ထဲမှာပဲစစ်သားတွေကိုအိမ်နဲ့အတူတူရောက်ပြီးတော့စစ်တပ်ကမီးရှို့လိုက်တယ်လို့ပြောပါတယ်။အာနာသိန်းတသား200ကျော်နဲ့စစ်ကြောင်းထိုးနေတာကြောင့်အေကနီဝတ်ချောင်းခမောင်းချောင်းရန်ငယ်ကျေးရွာမြို့မှာဒေသခံထောင်ထဲချပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။စစ်ကော်မရှင်တပ်ကတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းမကြီးဖြစ်တဲ့ အမတ်ရှိပြည်ထောင်စုလမ်းမတစ်လျှောက်မှာလဲထိုးစစ်ဆင်နေတယ်လို့ဒေသခံ PDF တပ်ဖွဲ့ဝင်ဟောင်းတူကပြောပါရယ်။စစ်ရေးအခြေအနေအရဆိုရင်တော့သူတို့စစ်တပ်ကအားတာနေတာကိုတွေ့ရတယ်ဗျ။အရင်ကဘလို့ပဲစစ်ကြောင်းတက်တက်ကျွန်တော်တို့ဘက်ကထိန်းလို့နိုင်နေသူတို့စစ်တပ်ပြန်ဆုပ်ပေးရတာများတယ်။အခုထိုးနေတဲ့စစ်ကြောင်းတွေကိုတော့ကျွန်တော်တို့ဘက်ကထိန်းနိုင်တာနည်းတယ်လို့ပြောဆိုထားပါရယ်။တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ PDF တပ်ဖွဲ့များကြောင့်မှပူးပေါင်းစစ်ဆင်ရေးအားနည်းနေပြီး PDF တပ်သားတွေကဒေသတွင်းတိုင်းသာလက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားလူမျိုးရေးတက်မတော် KNL ထံကိုပူးပေါင်းသွားသူများလည်းရှိတယ်လို့၎င်းကဆက်ပြီးပြောပါရယ်။တပ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေကအများကြီးဖြစ်နေတာ။ခေါင်းဆောင်တွေကခေါင်းဆောင်မှုရေးသွေးမရှိဘူး။စီမံခန့်ခွဲမှုမှာအားနေတယ်။ခေါင်းဆောင်မကောင်းမှုဆိုရင်နောက်လိုက်တွေကယုံကြည်ဖို့ခက်ခဲတယ်လေ။ရဲဘော်တွေကထွက်ပြေးပြီးတော့တပ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေဖြစ်နေတာ။စီလုံးမှုမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ကနေမြေတဖြည်းဖြည်းချင်းပေးနေရတာပါလို့လည်း၎င်းကပြောဆိုထားပါရယ်။အာနာသိန်းစစ်ကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့နေရာထဲမှာ ။တနင်္သာရီတိုင်းအတွင်းဒဝဲမြိတ်ကော်တောင်းနဲ့ဗုတ်ပြင်းမြို့နယ်များပါဝင်တယ်လို့ထုတ်ပြန်ထားပါဗျ။ဒါပြင်2026ဖေဖော်ဝါရီလမှာရွေးကောက်ပွဲဒုတိယပိုင်းအတွက် လောင်လုံးတနင်္သာရီရေဖြူပလောတရချောင်းနဲ့ကျွန်းစုမြို့နယ်များပါဝင်မယ်လို့ဆိုပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲမတိုင်မီတနင်္သာရီတိုင်းအတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များစိုးမိုးထားတဲ့ဒေသတွေကိုနေမည်စိုးမိုးမှုပြန်လည်ရရှိနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့အဆိုပါ PDF တပ်ဖွဲ့ဝင်ဟောင်းတူကပြောဆိုထားတာပဲဖြစ်ပါတယ်။ တနင်္သာရီတိုင်း PDS စီရေးတာဝန်ခံကိုစတာကတော့ရွေးကောက်ပွဲတွေကိုပြင်းပြထန်ထန်ဆက်ကျင်နိုင်ဖို့လုပ်ငန်းရှင်များရေးဆွဲနေတယ်လို့ပြောပါတယ်။သူတို့လိုချင်တဲ့ရွေးကောက်ပွဲရလဒ်ကိုပဲပေါ်ဆောင်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်လူရုတရဲ့လုံနိုင်တဲ့ဘက်ကနေဆက်ကျင်တော်လန်သွားဖို့လိုပါတယ်လို့လည်း၎င်းကဆိုပါတယ်။2021ဆက်အာနာသိမ့်ပြီးနောက်အာနာသိမ့်စစ်တပ်ကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့တော်လန်တိုက်ခိုက်နေရမှာ ဒေါ်လာ၏တက်ဖွဲ့များအတွက်လက်နက်ခဲရန်လိုအပ်ချက်မှာကြီးမားနေစေဖြစ်ပါတယ်။ PDF တက်ဖွဲ့ဝင်တို့ကလက်နက်အင်အားကောင်းတဲ့ဒေါ်လာ၏တက်ဖွဲ့များထံပြောင်းရွှေ့နေကြတယ်လို့လည်း PDF တနင်္သာရီတိုင်း CA တာဝန်ခံကိုစတာကဆိုပါတယ်။ဒေါ်လာ၏ကိုစူးစူးဆိုက်ဆိုက်လှုပ်ရှင်တဲ့ရဲဘော်တွေကလက်နက်အင်အားအားကောင်းတဲ့အစုအဖွဲ့တွေကိုကူးပြောင်းသွားတာမျိုးတွေလည်းရှိပါတယ်။တခြားတက်ဖွဲ့တွေကိုပြောင်းတာကကျွန်တော်ရဲ့လုံထုံးလုံနေနဲ့ညီဆက်လက်ဆောင်ရွက်ပြီးတော့ကူးပြောင်းပေးတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။